အားလုံးမင်္ဂလာပါကျွန်တော်အလုပ်ပြန်လာတော့အဲဒီမနေ့စာပေါ့နော်မနေ့စာအတွက်ကျွန်တော်မတ်ထူကနေပြီးတော့မတ်ကနေပြီးတော့စာသားတွေတော့ဝယ်လာတာပါပစ္စည်းတွေတော့ဝယ်လာတာပါတော့တော့ဒါတော့ချင်းပါကျွန်တော်ချင်းလေးတော့ဝယ်ခဲ့ပါတယ်ဒါတော့ကျွန်တော်ပဲ့ရဲ့ကြဲ့ရဲ့ကြော်စောင်းမလို့ပါမတားနဲ့ကြုံလို့ပါချင်းလေးထောက်ဝါရပေးရပါတယ်အဲ့တော့ဒီဟာလေးကတော့ကျွန်တော်ပုံမှန်ဝယ်နေရင်၃လုံးကိုတော့တန်ပြူတီးပါတော့ သုံးလုံးသုံးတောင်ကျော်ပေးရပါလဲခုကကျွန်တော်လိုက်ပတ်ကြည့်နေ6လုံးမှသူသုံးတောင်ကျော်ဆိုတော့ကျွန်တော်တန်ဈေးတန်နေလို့ဝယ်လာခဲ့ပါတယ်တကယ်ကကျွန်တော်သွားဝယ်လာတော့ဒီနှမျိုးပါချမ်းချင်းဒီရဲ့ပမုတ်ရပါပမုတ်ကလေးတောင်ဝယ်ပါ25ချက်ပါပါတယ် အဲအဲ့တော့ကျွန်တော်ကဒီဂျင်းနဲ့အတံမျိုးတီးရောအဲဂျုံလို့တခါလဲဝယ်ခဲ့တာပေါ့နော်အဲအခုဒီနေ့မှာကျွန်တော်လည်းပြောပြချင်တာကတော့အဲခန်းချီသည့်အကြောင်းလေးကိုကျွန်တော်လည်းပြောပြချင်ပါတယ်ဒီကျွန်တော်မနေ့ပိုင်းဒီခန်းချီသည့်စောင်းလို့ကအဲဒီခန်းချီသည့်ရဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ်တော့ခန်းချီသည့်ဟာသူကအဲဒီကျွန်တော်ရဲ့အရေးပြပစ္စည်းနေခြင်းကိုလည်းကာဝယ်ပေးပါတယ် ပြီးရင်ကျွန်တော်လိုအဲ့ဒီမြင့်လုံးအဲ့ဒီအာမခေါင်းတဲ့သူကိုလည်းအဲ့ဒီမြင့်လုံးအာခေါင်းစီစေပါတယ်ပြီးရင်နှလုံးချမ်းမရေကိုလည်းသူကအခါမပေးနိုင်ပါနဲ့ဒီသူကကင်ဆာယောဂအချို့ကိုလည်းသူကအခါမပေးနိုင်ပါနဲ့ပြီးရင်သူကအဲ့ဒီလက်ဒီသွေးပောင်ချိန်ထိန်းကြီးပေးနိုင်တဲ့အဲ့ဒီပိုတက်ဆီယမ်ထက်လည်းသူကကျွယ်ရောပါလေပြီးခဲကြီးကောင်းကျိုးတွေများရှိပါတယ်ပြီး သူအမြင်တန်းနဲ့ကျွယ်ဝပြီးတော့အစာချေစနစ်ကိုလည်းသူကကောင်းမွန်စေနိုင်ပါတယ်။နောက်တော့ကျွန်တော်အဲဒီ Google မှာရှာကြည့်တော့ဗောနော်ဘလူးရှာကြည့်လဲဆိုတော့ကျွန်တော်မနေ့ပိုင်းပေါ့ breakfast အဲဒီဘလူးစားရမလဲဗောနော်ကျမ်းမရင်းနဲ့ညီညွ breakfast ဘလူးစားမလို့သူကကန်းချီသီးရဲ့ကျူရဲ့အဲ့လိုပိုင်းကောင်းတယ်လို့သူကပြောပါတယ်အဲကြောင့်မို့ကျွန်တော်ခင်းချီလိုရတာဗောနော်အဲကျွန်တော်အလွန်သေးတွေဝယ်တာနည်းနည်းစားရတာလွယ်အောင်လို့ပါ ဒီကြိုးကိုသူကဝန်နဲ့ဆိုရင်9900ဝန်ပေးရပါတယ်မြန်မာငွေဆိုရင်18000ကျော်တော့ပေးရပါတယ်အဲ့ဒါပုံမှန်ဆိုရင်သူကဈေးကြီးပါတယ်8000ကျော်8000တော့ပေးရပါတယ်ခုကနည်းနည်းလေးဈေးချနေလို့က2000တက်တာပါပဲဒါကျွန်တော်မနေ့တိုင်းစောင်းပါပါဒီအားနေတဲ့နည်းကစောင်းပါပါအဲ့လိုပဲအားသောညလေးပြကြပါစေလူကြီးမင်းတို့လည်းအဲ့ဒီခန်းကြီးပြီးလေးစောင်းပြီးစောင်းပါလေ ူကြီးစုတွေအများကြီးရှိပါတယ်။ဒါမလို့ခန်းကြီးတွေကိုမကြမကြစားပေးကြပါ။အားလုံးပဲခေါင်းနိုင်ပါ။